မင်္ဂလာပါဆရာဒီနေ့ဘာလေးသွားစဉ်းစားမိလဲဆိုတော့ဆရာတို့တွေဟာ comfortable ဖြစ်ဖို့လိုတယ်လို့ပြောကြတယ်ပြောမယ်ဆိုရင်တော့တက်တောင့်တက်တာဖြစ်ဖို့ပေါ့အဲ့တော့ comfortable ဖြစ်အောင်လူတွေဟာဒီထွင်ကြတယ်ကြံစကြတယ်ပြီးတော့အဲ့ comfortable အရာတော်ခံစားကြတယ်ပေါ့လေဒါပေမဲ့စောက်တုပ်ကိုဆရာဖတ်လိုက်ရတယ် the comfort crisis တဲ့အဲ့စောက်ကကြတော့လူအများစုတက်တောင့်တက်တာနေရတဲ့ lifestyle ရဲ့ ပြဿနာဖြစ်တယ်။ဟာခုနကပဲဆရာပြောတယ် comfortable ဖြစ်အောင်နေတာကောင်းတယ်။ဟုတ်တယ်တက်တောင့်တက်တာဖြစ်ဖို့ဆရာကိုကြိုးစားကြ။ဒါပေမဲ့တက်တောင့်တက်တာနေရင်နေရင်နေရင်လည်းဆရာတို့ကပြဿနာတွေဖြစ်လာတယ်။ဘာမှလဲဆိုတော့ lifestyle ပါတယ်။အဲ့တော့ပြန်စဉ်းစားကြည့်တော့ဆရာငငယ်တုန်းကလေရေပိုင်ခတ်ဖူးတယ်။ဒီမှာရှိတဲ့ကလေးတွေကတော့ ကျောက်ကြည့်နေတဲ့ကလေးတွေကတော့ကံကောင်းတယ်ပြောရမှာပေါ့ဆရာတို့ခက်ကတော့ရေရှားတဲ့ခက်ကိုဟိုတောရွာတွေမှာဆရာတို့ရေခတ်တဲ့ကောက်မလေးတွေမြင်မှုမှာပေါ့နေညိုချိန်မှာရေခတ်ဆင်းနေရွာသားတွေကကလေးမတွေကိုလာကြည့်တယ်လို့မျိုးပဲဆရာတို့ကမြို့ပြမှာနေပြီးတော့ရေထမ်းရတာထမ်းပြီးတော့အဲ့အိမ်ရတိုင်ကြီးတွေကိုရေထက်ရေတိုင်ကြီးလဲပြည့်သွားပေါ့လူလဲချွေးတွေကိုရွှဲလို့မောလို့ပန်းလို့ comfortable မဖြစ်ဘူးเนาะဟုတ်ဗျာညကြတော့ အိတ်လိုက်တာတခေါ်ခေါ်ပဲလူငယ်ဖြစ်တာလဲပါမှာပေါ့လေကမြင်ကြောတွေထားတာပြေးတာသွားတာဆိုတော့လူကအနာယူကိုလူတာပေါ့အဲလိုနဲ့အရွယ်အတော်တန်ရောက်လာပြီးတော့အိမ်ကဘုံပိုင်ကိုဖြွင့်လိုက်တာနဲ့ရေကအตาကြလို့ပြောရမယ်ဆိုရင်တော့ရေထန်းနဲ့ဒုက္ခမရှိတော့ဘူးပေါ့ကွယ်အဲ့ဒီအချိန်မှာကျတော့ဆရာတို့အစင်တော့ပြေးတာပေါ့ comfortable ဖြစ်တယ်ဖြွင့်လိုက်တာနဲ့ရေပုံမှန်ကရေကြတယ် အုတ်ကန်ထဲမှာရေပြည့်ရှိတယ်ရေပန်းကရေချိုးယုံမယ်အဲ့တော့ခုနရေထန်းတဲ့လူမျိုးတနာ ਈ လောက်ချွေးတန်ထွက်တဲ့အလုပ်တွေမလုပ်ရတော့ဘူးအဲ့တော့ညကျတော့ရုပ်ရှင်ကြည့်လိုက် TV ကြည့်လိုက်အိတ်ခံကြီးကျတော့မျက်လုံးကကြောင်နေသလိုလိုအိတ်လိုမရသလိုလိုနဲ့ဖြစ်လာတယ်ဟော comfortable ဖြစ်တော့ဖြစ်တယ်ဒါပေမဲ့အရင်တော့ရေထန်းတော့လိုမျိုးတုံးနေအိတ်ပြော်တဲ့အရသာဆရာပြန်မရတော့ဘူးအိတ်ပြော်ဖို့တော့ကြိုးစားရတယ် ဒါဆိုရင် comfortable ဖြစ်တာဟာကောင်းလားဆိုကောင်းတာပေါ့လူသက်တာတော့ခန္ဓာကိုယ်ကြီးမနာကျေရဘူးပေါ့ဒါပေမဲ့ lifestyle မှာတော့ပြောင်းသွားတာတွေအများကြီးရှိရယ်ဆိုပြီးတော့ the comfort crisis ဆိုတဲ့စာအုပ်ကပြောပါတယ်ဆရာတို့ဟိုးရှိရှိတော့လူတွေကိုကြည့်ရအောင် အစာအဟာရအတွက်အမဲလိုက်ရမိုင်ပေါင်းများစွာလမ်းလျှောက်ရပင်ပင်မမန်းရှာဖွေစားတော့ရတယ်ခုခေတ်မှာတော့ဆရာတို့ရဲ့နေ့စဉ်ဘဝလူအပ်ချက်တွေကိုပင်ပန်းခံကြရမလူတော့ပါဘူးတက်တောင့်တက်တာနဲ့ရပြီ ဈေးဝယ်မယ့်နေရာတွေအများကြီး shopping center တွေအများကြီးဒါမှမဟုတ်အိမ်ကို delivery နဲ့ခေါ်မလားအများကြီးအဲ့တော့ဘဝမှာအလောက်ကြီးပြင်ပန်းခံစရာမလိုဘဲနဲ့တက်တောင့်တက်တာရှာလို့ရနေပြီအိမ်ထဲကရေခဲတက်တာထဲမှာ ရှိတဲ့အစားအစာတွေကိုအလွယ်တကူယူစားနိုင်တယ်လို့ smartphone လေးတွေကနေလက်ကလေးတစ်ချက်နှိပ်ပြီးစားကျင်တာကိုလည်းမှားလို့ရတဲ့ခက်ဖြစ်နေအဲ့လိုတက်တောင့်တက်တာနေတာကောင်းသလားဆိုကောင်းတာပေါ့မပြင်းမှန်းဘူးလေ ဒါပေမဲ့ဆရာတို့တွေရဲ့ပျော်ရွှင်မှုနဲ့ကျမ်းမာရေးအတွက်ကတော့တဲ့ discomfort လို့ခေါ်တဲ့တတ်တောင့်တတ်တာမရှိမှုကလည်းအရေးကြီးပါတယ်တဲ့ငွေဘဝကိုပြန်သွားပြမယ်ရေထန်းတယ်ပင်ပန်းတယ်မောတယ်တုံးနေအိပ်ပျော်တယ် discomfortable ဖြစ်တယ်ဒါပေမဲ့ချက်ကျမ်းမာကြီးကောင်းတယ် ပျော်ရွှင်လဲပျော်ရွှင်ရေထန်းတငယ်ချင်းတွေနဲ့တွေ့စကားတွေပြောအားအခက်ကပါနော်ဟိုးရှေ့ရှေ့လုံးကဆရာတို့ဘိုးဘွားတွေရဲ့တဘာဝကိုကြည့်ကြည့်လိုက်တဲ့သူတို့တွေကဗမာနေကြလဲဆိုတော့တဘာဝတရားကြီးနဲ့အချိန်ကြာကြာထိတွေ့ပြီးတော့နေကြရတာဖြစ်ပါတယ်အဲ့လိုနေတဲ့အခါမှာဘာတွေစိန်ခေါ်မှုတွေရှိလဲအစာခံရတာတွေရှိတယ်ကို့အစာအတွက်အမဲလိုက်တဲ့အခါမှာကိုကသားကောင်ရဲ့သားကောင်ပြန်ဖြစ်သွားမယ်အခြေအနေတွေနဲ့ကြုံတွေ့ရတယ်အဲ့တော့အမြဲတမ်းသူက အလတ်ဖြစ်နေရတယ်လမ်းဆန်းနေရတယ်မှားသွားတာနဲ့ကိုတေသွားမှာဟုတ်အဲ့တော့သူတို့ကြမ်းမာနေတယ်သူတို့ပျော်ရွှင်နေတာဟုတ်တွေ့ရပါတယ်ဒီနေ့မှာတော့ comfort အရန်ဖြစ်တဲ့အနေအထားမှာ နာတာရှည်ယောဂါရီစီဂျူရီအဝလွန်နာရီတွေးတူရီနှလုံးယောဂါရီစိုးရိမ်စိတ်တီစိတ်တက်ကြတာတွေနဲ့အများကြီးပေါင်းစည်းပြီးတော့ပေါ်လာတာကိုဆရာတို့တွေ့ရပါတယ်ဆရာတို့နေထိုင်ကြတဲ့မြို့ပြလူနေမှုဘဝဟာအကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတာမမှားပါဘူး လူကျင်တာရတယ်စားကျင်တာစားလို့ရတယ်လှုပ်ကျင်တာတွေကိုမြ мян ဆန်ဆန်နဲ့လှုပ်လို့ရတယ်လူသားရဲ့သဘာဝကလည်းကောင်းတဲ့အရာကို နှစ်သက်တဲ့သဘောသဘာဝရှိတော့မြို့ပြကိုပြောင်းရွှေ့ပြီးတော့လာနေတဲ့သူတွေပုံများလာတယ်အဲ့တော့မြို့ပြမှာလူဦးရေထူထပ်လာတယ်မြို့ပြလူနေမှုစနစ်ကကောင်းတယ်ဆိုပေမဲ့လူသားတွေကိုတော့သဘာဝတရားနဲ့ဝေးအောင်လုပ်ပေးလိုက်တယ် ပြောကြည့်တဲ့ဘဝကတော့သဘာဝတရားနဲ့ဝေးအောင်လှုပ်လိုက်တဲ့အတွက်မြို့ပြမှာနေတဲ့သူတွေဟာရုပ်ပိုင်းသာမကစိတ်ပိုင်းဆိုင်ရာကျမ်းမာရေးချိုးယွင်းမှုတွေကိုပါကြုံတွေ့လာရတယ်လို့စာရေးဆရာကပြောပါတယ်။မြို့ပြမှာနေတဲ့သူတွေဟာကျေးလက်မှာနေတဲ့သူတွေထက်စိုးရိမ်ကြောက်ကြမှုလွန်ကဲတာကို27ရာခိုင်နှုန်းပိုခံစားရပါတဲ့။စိတ်ကြဝေဒနာကိုတော့မြို့ပြမှာနေတဲ့သူကကျေးလက်မှာနေတဲ့သူထက်32 6ရာခိုင်နှုန်းပူခန့်စားရပါတဲ့။ဆာယေသူအီစတာကမြို့ပြရဲ့လူဦးရေထူတက်မှုနဲ့စုညံတန်တွေဟာနာတာရှေယောဂာနဲ့မပျော်ရွှင်မှုကိုဖြစ်ပေါ်စေတယ်လို့လည်းရေးသားတာပါတယ်။ဟိုရှိရှိလုံးကခစ်တီကိုကြည့်လိုက်လူသားတွေနေတာဟာတဲ့150 wrong about people 150ပတ်ချာလဲပဲရှိတယ်အဖွဲလေးနေနေကြတာကြာဘူးမလားမသိဘူးအစုလိုက်စားပွေကြတယ်အစုလိုက်ပြီးသွားကြတယ်အစုလိုက်နေထိုင်ကြတယ်150နဲ့ကြော်သွားရင်တော့ရင်းနှီးနှွေးထွေးတဲ့ပေါင်းတင်ဆက်ဆက်ရေးတိဆောက်ဖို့မရတော့ဘူးလေဗျာခက်ခဲသွားတယ်လေဗျာပြီးတော့လူချင်းချင်းပူးပေါင်းလှုပ်ဆောင်နိုင်ဖို့လေခက်ခဲသွားတယ်လေဗျာ လူအုံနောက်ကလူဦးရေနည်းနည်းနဲ့သာဆက်ဆံမှုဒီဇိုင်းဆွဲထားပြီးသားလို့ပြောတယ်။မရင်းနှီးတဲ့သူပေါင်းများစွာနဲ့ဝိုင်းရံထားတဲ့မြို့ပြလို့ပတ်ဝန်းကျင်ဟာစိတ်ဖိစီးရတာပေါ့။မြို့ပြရဲ့စူညံတန်တွေကလည်းစိတ်ဖိစီးမှုတွေနဲ့အတူစိတ်ကြဝေဒနာတွေနှလုံးရောဂါစိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုတွေကိုဥတီစီတယ်။လူသားရဲ့စင်ကဲဖြစ်စဉ်မှုကိုလေ့လာကြည့်တဲ့အခါမှာလူသားဟာ တိတ်ဆိတ်တဲ့ဒေတာကနေမြေဖြားခံနေတိတ်ဆိတ်တဲ့ဒေတာကနေစကြေတယ်။စူညံကျေလောင်တဲ့အတန်တွေဟာအန္တရာယ်အတန်ပေးတာဖြစ်လို့အုံနောက်ကမနှစ်သက်ဘူး။ရှင်ရဲ့ဘိုးဘွားတွေကတောထဲမှာနေခဲ့တာ။ဟိုးရှေ့ခေတ်ကလူသားတွေသူတို့ရဲ့ generation တွေပေါ့ဆရာတို့က။ဒါဆိုဆရာတို့ခန္ဓာကိုယ်ထဲမှာသူတို့ DNA တွေရှိနေမှာ။အဲသူတို့တွေဟာ AC တိတ်ဆိတ်တာကိုကြိုက်တယ်။ဝုံဝုံဝုံတန်ဟာသူတို့အတွက်အန္တရာယ်ပြီးအတန်ပဲ။ ဒီလိုသူတို့ကခံစားခဲ့ကြတာတောဆင်ရိုင်းနေ raw ဆိုရောက်လာရင်အန်ဒီရေပြီးပြီမိုးတွေပြင်းပြင်းထန်ထန်ရွာချရင်ရေတွေကြီးမယ်အန်ဒီရေပြီးတယ်အဲ့လိုသူက noising ဖြစ်တဲ့အတန်တွေကိုရှေးတုန်းကဘူးပွားတွေကမကြိုက်ခဲ့တယ်လို့ကျွန်တော်တို့ရာလေသူတို့ DNA တွေပါလာတာဖြစ်တဲ့အတွက်သူညာတန်ကိုကျွန်တော်ကမကြိုက်ဘူးအဲ့တော့မျက်မှောက်ခက်ကလူနေမှုစတိုင်ကိုကြည့်ရအောင်ကျွန်တော်လူသားတွေကအထိုင်နေများလာတယ် ရုံးမှာဆိုရင်တနေကုန်ထိုင်ပြီးလုပ်ရတဲ့အလုပ်တွေကြောင့်ထိုင်ရတယ်လို့ work from home နေတော့အခုပေါ်လာသေးတယ် covid ကြီးလည်းဖြစ်ပြီးတော့ရုံးသွားစရာတော့မလိုတော့ဘူးဆရာတို့လူသားတွေကိုတက်တက်တတရက်တည်နိုင်ဖို့အတွက်ဒီပညာထွန်းကားထောက်ပံ့နေဒါပေမဲ့ကိုခန္ဓာလှုပ်ရှားမှုစွမ်းရည်ကိုတော့ရော့ကျသွားတာကိုဆရာတို့အထင်သာတွေ့နေရတယ် အမေရိကန်နိုင်ငံကိုစစ်တမ်းကောက်ကြည့်လိုက်တဲ့အခါမှာတော့တနေကုန်ထိုင်ပြီးအလုပ်လုပ်ရတဲ့လူတွေဟာအမေရိကန်ပြည်တော်စုမှာရှိတဲ့လူတွေရဲ့၄ပုံပုံ၃ပုံတော့ရှိတယ်တဲ့တနေကုန်ထိုင်ပြီးလုပ်နေရတာနော်အဝေးပြေးကမ်းမောင်းတဲ့လူကိုမတည့်ရက်နေတယ်မထင်နဲ့သူလည်းမလုပ်နေရတာလေထိုင်ပြီးမောင်းနေရတာပဲအဲ့လိုလူတွေဟာ၄ပုံ၃ပုံတော့ရှိတယ် အမေရိကန်နိုင်ငံသား20%လောက်ကပဲတပတ်ကူလေ့ကျင့်ကံမိနစ်150လောက်လုပ်ရမယ်ဆိုတာကိုလိုက်နာကြတယ်လူဦးရေရဲ့28ရာခိုင်နှုန်းကတော့လေ့ကျင့်ကံလုံးဝမလုပ်ကြတာကိုတွေ့ရတယ်အဲ့တော့ဘာဖြစ်လဲခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေအလုံးမလုပ်တော့ဘူးအားနေလာတဲ့အထိတာနဲ့နာကျင်မှုတွေကိုခံစားရတယ် အထိုင်များတဲ့အလုပ်တွေကြောင့်ရရှိတဲ့နောက်ဆက်တွေပြဿနာတော့ခါနာတာပဲဖြစ်ပါတယ်သူထိုင်နေတဲ့အတွက်ခါယိုးကြီးရကျွန်တော်ခံနာကိုပိန့်ပြီးထောက်ထားသဖြင့်အဲ့လိုခါနာတာဟာလေအမေရိကန်နိုင်ငံသား80ရာခိုင်နှုန်းဟာဘဝမှာတစ်ကြိမ်တော့ခါနာဘူးလေ လူတရားမှာလူ80ဟာအ ਨੇ ဆုံးတစ်ကြိမ်တော့ခါနာဝေဒနာကိုခံစားမှုပါတယ်ခါနာတဲ့အတွက်အကြိုက်ခဲပြောက်ဆွေးတွေတောက်ပါတယ်အကြိုက်ခဲပြောက်ဆွေးတွေကိုဆွဲဆွဲလန်းလန်းတောက်သုံးခြင်းကြောင့်ဆရာတို့တခြားဆိုးကျိုးတွေလည်းဖြစ်ရတာကိုတွေ့ရပါတယ်ခစ်ပေါ်စနစ်တွေကြောင့်ရလာတဲ့အဆိုးတစ်ခုကတော့ကိုယ့်ရဲ့အလားအလာကိုကန့်တက်လိုက်တာပြောချင်တာကတော့ကိုယ်စွမ်းဆောင်နိုင်စွမ်းရှိတာထက် ပို့ပြီးတော့မစွမ်းဆောင်တော့ဘူးကိုစွမ်းဆောင်နိုင်စွမ်းရှိတာတည်းရော့ရင်ရော့ရှိတဲ့လောက်လေးပဲဆရာတို့စွမ်းဆောင်တော့ဘူးတွေ့ရတယ်တက်တက်တသာနေရတော့လူတွေဟာစိန်ခေါ်မှုတွေကိုဂျင်းဆိုင်ဖို့တိတ်မစင်စားတော့ဘူးကိုလုံနိုင်တဲ့ပမာဏလေးလုံနေလေအစဉ်ပြေနေတဲ့အတွက် AC ပဲပေါ်ပေါ်ပါပဲဘာမှမလုပ်တော့ဘူးပြောမယ်ဆိုရင်တော့ comfort zone ထဲကနေမထွက်ချင်တော့တဲ့စိတ်တွေဆရာတို့ရလာတာပဲဖြစ်ပါတယ် တို့လူတွေမှာရှုံးနေတာကိုကြောက်တဲ့စိတ်ရှိတယ်။ဟိုးရှိခစ်ကဆိုရင်ရှုံးလို့မရအောင်တော့ရှုံးရင်တေသွားမှာဘာဖြစ်လို့လဲ။ကြားတကောင်ဆရာတက်မှဆရာအကြားသားကိုစားအောင်မှာကျွဲတကောင်တက်မှအဲ့ကျွဲသားကိုစားအောင်မှာဆရာကသာမတတ်နိုင်ကြားဆရာကို깟စားသွားမှာကျွဲရဆရာကိုခွေသွားမှာဒါကြောင့်ရှုံးနေမှာကိုဆရာတို့ကကြောက်တဲ့စိတ်ရှိတယ်။ဟိုးရှိရှိခစ်တွေကလူသမိုင်းတော်တော်များအောင်လိလာကြီးရှုံးနေခြင်းဟာတေဆုံးခြင်းဆိုတာပါတွဲပြီးတော့ဖြစ်တယ် အဲ့တော့ရုံးကန်လှုပ်ရှားနေပြီးတော့ကိုယ့်အတက်ကိုကိုမွေးရတယ်ဟိုးရှိခက်ကလူတွေဟာပူကျမ်းမှကြတယ်ဟောဒီနေ့ခက်မှကြတော့ရှုံးနေတာဟာအသက်ပေးရလောက်အောင်မဖြစ်တော့ဘူးတလိဆက်နေတဲ့တတ်နေတာမှမဟုတ်တာအဲ့တော့ဘလုံးမွေးတပွဲရှုံးသွားလဲအသက်တည်ဆုံးလောက်တဲ့ခံစားချက်မျိုးမှမဟုတ်တာရှုံးနေလေဆိုရယ် feeling ပဲရှိတော့တယ်အဲ့တော့ ကိုယ့်အရေးချင်းတွေကိုလည်းတိုးတက်အောင်မလုပ်တော့ဘူးပေါ့ပညာရှင်တွေရဲ့လေ့လာမှုကိုဆရာဖတ်ကြည့်တဲ့အခါမှာအတိတ်ကာလမှာရုန်းကန်ကြီးပြင်းခဲ့ရတဲ့ဒူရီဟာအနာဂတ်ကာလမှာကြုံရမယ့်စိန်ခေါ်မှုတွေကိုပုံမူရင်ဆိုင်ဖြည့်ရှင်းနိုင်စွမ်းရှိပါတဲ့ဘဝအခက်အခဲတွေနဲ့ရင်ဆိုင်ကြော်ဖြတ်လာရတဲ့သူတွေဟာ negative emotion လို့ခေါ်တဲ့မကောင်းတဲ့စိတ်ခံစားချက်တွေနှဲပါတာကိုလည်းတွေ့ပါတဲ့ comfort မဟုတ်ဘူး discomfort အញ្ញံကိုယုံကံပြီးတော့သွားကြရတာဟုတ်အဲ့တော့ discomfort ကိုလက်ခံလိုက်ပေါ့ comfort မဖြစ်ချင်းအရသာအကျိုးကျေးဇူးတွေကိုလက်ခံခြင်းတပါဆိုရင်တဘာဝတရားကြီးနဲ့ထိတွေ့ပတ်သက်တင်ပါလေတဘာဝတရားနဲ့15မိနစ်လောက်ထိတွေ့ပြီးလိုက်တဲ့အခါမှာကိုယ်စိတ်ထဲမှာရှိတဲ့ဆိုရင်တော့ကရီစိတ်ရှုပ်ထွေးမှုတွေစိတ်ညံ့နှမ်းမှုတွေဟာယော့ကျသွားတယ်လို့ဆိုပါတယ် မျိုးပြလူနေမှုစတိုင်နဲ့ညံ့နွမ်းနေတဲ့အခါမှာဆရာတို့ဟာသဘာဝတရားနဲ့ထိတွေ့နိုင်လေလေအကျိုးများလေလေပဲပေါ့ဆရာတို့အုံနောက်ထဲမှာရှိတဲ့လှိုင်းလေးတွေမှာဘီတာလှိုင်း alpha line theta line a beta wave alpha wave theta wave ပေါ့လေဘူလို့ဆိုရင်တော့ဆရာတော့ line လို့ပြောလိုက်တာပေါ့အဲ့ဒီ beta line တွေဟာအလုတ်ရှုပ်မှုတွေစုညံတန်တွေကြောင့်စိတ်ညစ်မှုကိုစိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ line နေတယ်ဗျာ alpha နဲ့ theta line တွေကတော့စိတ်အေးချမ်းတာတွေစိတ်ငြိမ်သက်တာတွေကိုဖြစ်ပေါ်စေတဲ့ line တွေလေဗျာတော်တဲ့တောင်ထဲမှာတဘာဝတရားနဲ့ထိတွေ့တဲ့အခါမှာ အယ်ဖာလှိုင်းနဲ့တီတာလှိုင်းတွေကအလုတ်ပူလုတ်တာ ဖြစ်တဲ့အတွက်ကိုယ့်ရဲ့စိတ်ချမ်းမြေ့မှုကိုရတယ်တဲ့။ဗတိထားမိလားမသိဘူး။လူတွေလူတွေလူတွေမြို့ပြကနေဘယ်ကိုသွားလဲ။ပင်လေကန်းဆက်ကိုသွားတယ်။တော်ထဲမှာတန့်ထိုးပြီးသွားအိတ်တယ်။သဘာဝတရားနဲ့ဆရာကနေခြင်းနဲ့ genes နဲ့ DNA တွေဆရာတို့ခန္ဓာကိုယ်မှာရှိတယ်ဆရာတို့ဘိုးဘွားတွေကတော်ထဲမှာနေခဲ့တဲ့လူတဝါကိုအဲ့ဒီလူမျိုးအရသာတွေဆရာတို့ပြန်လိုချင်တဲ့အတွက်အခုခေတ်နောက်ပိုင်းကြည့်ကြည့်ပါလားမျိုးပြအသူတွေဘယ်လိုသွားကြလဲခြေလက်ဒိတာတဘာဝတရားစီသွားကြတောင်နေတက်ကြတယ်သိရေးကြည့်ပါလေတဲ့ဒါကြောင့်ဆရာကကပြောတဲ့တဘာဝတရားနဲ့ထိတွေ့ပြီဆိုရင် alpha line နဲ့ theta line က အလုတ်ပို့လုတ်တယ်ကိုကိုစိတ်ချမ်းမြင့်မှုကြီးဖြစ်အောင်ဆောင်ရွက်ပံ့ပိုးပေးပါတယ်တဲ့ခစ်ကတိတ်တိုးတက်လာတဲ့အခါကျတော့လူတွေဟာရုပ်ဝတ္ထုပစ္စည်းတွေရဲ့အကျိုးကျေးဇူးတွေကြောင့်ခုနဆရာပြောသလိုပြင်းဖို့အချိန်မရှိတော့ပြင်းကြီးချိန်တွေရဖို့ကလည်းလိုအပ်တာမို့လို့စမတ်ဖုန်းသုံးတာတွေဆိုရှယ်မီဒီယာသုံးတာတွေကိုရှော့ပါ တေခြင်းတရားကိုလည်းသုံးသက်ဆင်ခြင်းတို့လူတွေတေခြင်းတရားကိုသုံးသက်ဆင်ခြင်းစဉ်းစားတဲ့သူဟာပျော်ရွှင်မှုလွတ်လပ်မှုကျင့်နာမှုတနာတမှုစတဲ့အကျိုးကျေးဇူးတွေပိုရတယ်ဟာနှစ်ပြန်သာတေဝါရဲ့ငါတပတ်ခါမှာဟိုကောင်းကိုဒေါသထွက်ပြီးတော့ပြဿနာရှာမယ်ဆိုတဲ့ကိစ္စကြီးကိုပြောလို့မရတော့ဘာလို့ပြောမှလဲဒါကြီးကပြောလိုက်တော့လေဘာမှလည်းမဟုတ်ဘူးတေခြင်းတရားကိုဆင်ခြင်းတက်တဲ့သူကအဲ့တော့ဖုံဖုံနေဟောတာဆရာကြားပူပါတယ် number 1နဲ့မနဲ့ပြန်ဘယ်ဟာပူနီးလဲတဲ့ အနောင်မဝအနဲ့မနဲ့ပြန်ဘယ်ဟာပုံနည်းလဲဆိုငငယ်တုံးကမနဲ့ပြန်တမောတမောတို့မနဲ့ပြန်လာမှလीနည်းနည်းနီးတာပေါ့ဖုံဖို့ဆိုတော့ဟဲ့ နောင်ဘဝကပိုနီးတယ်ဘာဖြစ်လို့လဲဆိုတော့မနေ့ပြန်မရောက်ခင်မှာကိုဘာဖြစ်သွားနိုင်လဲဆိုတော့တည်သွားနိုင်တယ်ဆိုတော့ဟိုဖုံးဖုံးနေပြောလို့ငငယ်လုံးကမသိဘူးအခုတော့မျက်စိထဲမှာပိုမြင်လာတယ်ဟုတ်သားပဲနောင်ဘဝနဲ့မနေ့ပြန်ဆိုရင်နောင်ဘဝကပိုနီးတာပေါ့အဲ့တော့တည်ခြင်းတရားကိုစဉ်းစားတတ်တဲ့အခါကျရင်ဘဝထဲမှာမပြောပါလောက်တဲ့အစင်မပြေမှုလေးတွေဟာဘာမှမဟုတ်တော့ပါလားဆိုတော့တွေ့ပါအောင်အဲ့လိုတွေ့လဲတွေ့ပါအောင်ကိုရတဲ့ဘဝတတန်းဟာဘလောက်တောင်တန်ဖိုးရှိလဲဆိုတာပါစဉ်းစားမိသွားအောင်ဒါကြောင့်တဲ့တတ် ောင့်တက်တာနေရတာကိုမနှစ်သက်မိပါစေဘူးအကြံပေးရင်လည်းကိုကိုကိုချွေးလေးပါလေးထွက်အောင်လေ့ကျင့်ခန်းတွေလုပ်ကိုခန္ဓာတွေစမ်းမအောင် ဆောင်ရွက်ပြီးတော့ဆရာတို့ comfort ဖြစ်နေတဲ့ crisis ထဲကနေရှောင်ထွက်ဖို့အတွက်ကတော့နည်းနည်းခိုင်းဖို့လိုပါတယ် อีลีซวยပြီးတော့စားကျင်တာတွေစားနေကျင်တယ်လို့နေမလှုပ်မရှားနေရင်ကျမကြီးဒုက္ခရောက်သွားမှာပဲဖြစ်တယ်လို့ပြောခြင်းပါတယ်။အော်ခဏလေးဒီလိုဆရာပြောနိုင်နေဆိုတာဟာစာဖတ်လို့ပါ။ဆရာလည်းရွှေနှုတ်မှာတပတ်တစ်ခါတွေ့နေပြီဆိုတော့အားလုံးလည်းရင်းကြီးလောက်ပါပြီ။စားတော့မျိုးစုံရှိတယ်စာအုပ်နဲ့ဖတ်ဖတ် digital နဲ့ဖတ်ဖတ် ကြိုက်တာနဲ့ဖက်ရွှေနှုတ်ကတော့ပေါ်ပါလွယ်ကူမြန်ဆန်အောင်ခင့်နဲ့လျော်ညီတဲ့စာဖတ်တဲ့ application ပေါ့အခုသူတို့ကလေရွှေနှုတ် application ကိုဝယ်တဲ့သူတွေကိုမဲဖောက်ပြီးမဲကန်ဆန်းမဲအစီအစဉ်လေးရှိပါတယ်ကန်လဲ2ညံလဲ new ဆိုတဲ့အစီအစဉ်လေးပါ ချစ်စရာလေးနော် intelligent ဖြစ်တဲ့အုံနောက်ကလည်း neutral အနေနဲ့မမြင်ရတဲ့ကံကြမ္မာကလည်းထူးဆန်းစွာကိုယ်မဲပေါက်စေမယ်ဆိုရင်နဲ့ရွှေနှုတ်ကတိန်ပေါင်း250ငွေသားစုနဲ့အခြားစုမဲ့လက်ဆောင်တွေလည်းစီစဉ်ပေးထားပါတယ်ဆရာတော်စိတ်ဝင်စားတယ်ဗျမင်းနိုင်ကောင်းမလားပေါ့ application လေးဝယ်ပြီးတော့ပထမစုကတော့သိန်း100တဲ့ဗျာဟောဒုတိယစုကတော့သိန်း90တဲ့ဗျာတတိယစုတွေကတော့ lifetime စာပေဖတ်ခွင့်စုပေါ့ဆရာကတော့တတိယစုပို့စိတ်ဝင်စားတယ်စာဖတ်ချင်တဲ့ကောင်ကိုပထမစုပေါ့မယ်ဆိုရဲပတ်စံတော့လူကျင်တာပေါ့လေဒါကတော့ဆရာကကြော်ညာတယ်ပဲဆိုဆိုမောင်းခတ်တယ်ပဲပြောပြော campaign လေးကိုတတိတရားရှိဖို့ပြောရင်းနဲ့ဆရာကကပြောတဲ့ comfort zone ထဲကနေရုံးထွက်ပြီးတော့ ကိုကိုကိုပါကျမ်းမာဖို့အတွက် discomfort လေးတွေလေတခါတရံလှုပ်ပါကျမ်းမာတဲ့ခန္ဓာကိုရဖို့အတွက်ချွေးထွက်အောင်လေလေ့ကျင့်ခန်းလှုပ်ပါလို့အကြံပေးတိုက်တွန်းရင်ဒီနားလေးမှာဆရာရက်ထားပါရစီကျေးဇူးအများကြီးတင်ပါတယ်ဆရာနာမည်ညီညီပါ Channel app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်အကောင့်တွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှောင်းလို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ် ိတ်ကိုလည်းရွှေနှုတ် Facebook page မှာမြင်နိုင်ပါတယ်ရှင်